မင်္ဂလာပါခင်ဗျာအဖွဲ့ဝေအောင်လုံးပဲအခုလိုကာလမှာမြန်မာနိုင်ငံတွင်နေရာမျိုးစုမှာငလင်းလုတ်တဲ့တရင်နေထွက်ပေါ်နေပါတယ်ဘဲချိန်လုံမဲ့ဘလောက်ပြင်းအားရှိမဲ့ဆိုတာကျွန်တော်တို့အတိအကျမသိနိုင်ပေမဲ့ကျွန်တော်တို့အဖွဲ့အနေနဲ့လူတိုင်းကိုစိုးရိမ်ပူပန်မိပါတယ်အဆောက်အဦးမြင့်နေ ဒါမှမဟုတ်တိုက်တာအဆောက်အဦတွေထဲမှာဆိုရင်တတိကို အရင်ဆုံးထားပါဇဝေးအောက်တွေခိုင်ခတ်နဲ့နင်ရန်ဘေးတွေလိုဘေးကိန်းနဲ့တောင်းတခုခုကိုရှာဖွေခိုးလုံပါချက်ချင်းပြေးထွက်တာမျိုး မလုံပါနဲ့အပေါ်ကပစ္စည်းတွေ ပြုတ်ကျလာပြီးထိခိုက်နိုင်လို့ပါ အလုံးမင်းထိတ်လန့်ပြရာခပ်ဖြစ်မိရင် ဗုဒ္ဓအမျက်စွာကိုတတိယလိုက်ပါနမောတတဘဂဝါဒောအရဟတောတမ္မာတံဗုဒ္ဓတာဓမ္မမဟုတပဒုက္ခဝိပမုတ်တေနနတ္ထိတံဘောဓိအနန္ဇံဆိုတဲ့ဂါထာတူလေးကို၃ခါရွတ်ဖက်တရစီလိုက်ပါစိတ်ငင်းချမ်းပြီးတတိတရားရှိကား အာအင်ကောင်းနီကို့အလိုလိုပြေဝလာပါလိမ့်မယ်မှတ်ထားပါဦးကြိုတင်ပြင်ဆင်ထားခြင်းဟာကအကောင်းဆုံးသောဘီကင်းရေးပါပဲကျွန်တော်အဖွဲအနေနဲ့လူနိုင်ကိုယ်တိုင်ရော ကိုပဝင်းကျင်က လူတွေကိုပါအမြဲမပြတ်တန့်ဂရုစိုက်ကြဖို့တိုက်တွန်းလိုပါတယ် ဘေးကင်းရနေရာမှာနေထိုင်ပါလုံလောက်စွာအနာယူအိပ်စပ်ပါထုတ်ပြန်ရတည်င်းဤကိုချင်းကန်နားထောင်ပါဒါမှသာလူတိုင်းအမြဲတမ်းဘေးကင်းနိုင်မှာပါခင်ဗျာ like share နဲ့ subscribe လုပ်ဖို့လည်းမနစ်ပါနဲ့နော်ဒီလိုမျိုးဘုသူတာရှိစီရအကြောင်းအရာကောင်းလေးတွေကိုဆက်လက်ဝင်မြပေးသွားမှာမို့လို့ပါ